ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာ BM Electronic မှကျူးသူပါတယ်အခုပြင်ပြတော့မှာကတော့ဒါ AC direct အသွင်းရတဲ့ rechargeable emergency lamp လား rechargeable emergency lamp လားအဲ့လိုအဲ့လိုခေါ်မယ်ထင်တယ်အဲ့ဒါလေးကိုပြင်ပြမှာဖြစ်ပါတယ်ဒီကောင်ကဒီမှာဖွင့်နေမလာဘူးအဲ့တော့ဒီကောင်တွေက အပြက်အများဆုံးကအဲ့ဒီလှဲ့တဲ့ဒီဒီလှဲ့သီးပေါ့နော်ဒီလှဲ့တဲ့အလှဲ့သီးအဲ့ကောင်ကအပြက်အများဆုံးပဲတခါတလေကြရင်ဒီကောင်တွေကအတစ်ချက်ချွတ်ကြီးတွေတော့မှမပွင့်တာတွေရှိတယ်အဲ့လိုဆိုတော့ဒီကောင်ကိုအရင်ဆုံးအားသွင်းကြည့်မယ်ဒီမှာကျွန်တော်နောက်မှာကျိုးထိုးလိုက်မယ်ကျိုးထိုးလိုက်ပြီးတော့ဟိုဘက်ကနေပြီးတော့ထိုးတာတော့မပြတော့ဘူးเนาะတကယ်လို့ဟိုဘက်ကထိုးလိုက်တယ်ဆိုဒီမှာမီးနီလေးလင်းမှာ ဟုတ်ပြီเนาะဒါဆိုရင် charging ဝင်တယ်လို့ပြောလို့ရပါတယ်ဒါကျွန်တော်ပြန်ဖြုတ်လိုက်မယ်ဒီတိုင်းဆိုလို့ရှိရင် battery ကောင်းသေးတယ်လို့လည်းပြောလို့ရတယ်တကယ်လို့ तू อ่ะ battery อ่ะမကောင်းတော့ဘူးဆိုလို့ရှိရင် battery ရဲ့ battery CO ပူအားမစတီတော့ဘူးဆိုတာနဲ့ဒီကက်တီးယားဒီနီလုံးကိုပေးထားတဲ့ resistor လောင်သွားမှာအဲ့လိုဆိုတော့ဒါ battery လည်းကောင်းသေးတယ်လို့ပြောလို့ရပါတယ်ဒီနီလုံးကိုဖွင့်ပါမယ် ဒီဘိုင်းတွေကိုကြော်လိုက်မယ်နော်ဒီကောင်ကဒီစီလက်လက်အက်ဆစ်ဘက်ထရီနဲ့လာတာပါဒီကောင်နေရကြတော့ဟိုအာပြေလို့ရှင်ရင်သူကဖြတ်ချပေးကြမလို့ဘူးပေါ့နော်မလို့ဘူးတော့မဟုတ်ဘူးပြလိုတယ်ဒါပေမဲ့ဒီကောင်နေကဟိုဒီကက်တီးကဒီဘက်ထရီကိုသုံးလိုက်ပြီးတော့အဲဈေးနှုန်းကိုချူတာတော့အောင် ခိုလိုက်တဲ့သဘောပေါ့နော်ခိုလိုက်တာပေါ့ AC 220 twin နဲ့စနစ်အားလုံးမှာဒီလိုဘက်ထရီကိုသုံးတယ်ဒီလိုဘက်ထရီကိုသုံးထားတဲ့မီးလုံးအမျိုးအစားအားလုံးမှာလီသီယမ်ဘက်ထရီကိုတက်ပြီးတော့သုံးလို့မရဘူးဘာလို့လဲဆိုတော့ဒီကက်က အားပြည့်လို့ရှိရင်ဖြတ်ချပေးတဲ့အာဘက်ထရီမန်နေဂျမန့်စနစ်မပါဘူး TP4056 လို့ခေါ်တဲ့ IC အာအဲ battery protection system မအိုက်ကောင်မပါဘူးဒါတွေကဒါရိုက်သွင်းတဲ့စနစ်ဖြစ်တယ်ဒီ battery ကဒါလျင်ခံနိုင်လိမ့်မယ်မဟုတ်ရင်တော့ တခြားဘက်ထရီမျိုးစားအဲ့လစ်ဟိုလစ်သီယမ်ကိုတချို့တက်တက်တက်လိုက်တာမြင်မှုတယ်အဲ့ဒါဆိုလို့ရှိရင်လစ်သွားမှာအာလောလောဆယ်ဒီဒီကောင်လေးကိုလှည့်ဖြုတ်ကြပါဒီကက်ကိုကျွန်တော်ပြခြင်းလို့ဘက်ထရီကိုလှဲလိုက်မယ်ပြီးတော့ဒီမှာကြည့်လိုက်เนาะဒီမှာနှစ်ဆ ဒီနှစကဒီကိုသွားတယ်ဒီကပက်စတာဟိုဘက်နေဒီဘက်ခွာထားတာခွာထားပြီးတော့ဒီကနေမှတစင်ဒီ rectifier ထိုင်အုပ်ပေါ့နော်ဒီမှာဒီမှာဒီပီလီဒီ rectifier ထိုင်အုပ်လေးတွေကိုဝင်တာ အထက်ကိုဝင်သွားပြီးတော့တစားကဒီမှာတွေ့လားဒီဘက်ကိုထွက်ပြီဆိုတာ ਨੇ သူကအဲ DC ဖြစ်သွားပြီပေါ့နော် DC ဖြစ်သွားပြီပြီးတော့မှဒီမှာ resistor ကြီးခံထားပြီးတော့ voltage တိုးလျှော်ကြီးရှိမယ်နောက်ဆုံးမှာကျမှဒီမှာ filter capacitor ခံလိုက်ပြီးတော့အာဘက်ထရီအသင်းတဲ့ဘက်ကို voltage ပြန်ထုတ်တာ resistor ကြီးခံထားတဲ့အတွက်ကြောင့်မလို့သူက ampere တအားနေသွားတယ် သို့တော့ဒီဘက်ထရီမရှိဘဲနဲ့ဒီဘက်ထရီကိုဖြုတ်လိုက်မယ်ဒီဘက်ထရီကိုဖြုတ်လိုက်မယ်ဒါမှမဟုတ်ဒီဘက်ထရီပြက်ပြီဒီဘက်ထရီပြက်ပြီဆိုလို့ရှိရင်အဲဒီဒီဒီမှာမီးဒီမှာတုံးထားတဲ့ဒီ register အဲဒီ register ဒီ register လည်းခံသွားပြီအဖြစ်အများဆုံးဟိုဟာတွေပေါ့နော် ဒီဒီကက်ကရိုးရိုးရှင်းရှင်းလေးပဲဘာမှမဟုတ်ဘူးဘာမှဟိုဒီပတိလောက်ထားတာလည်းမရှိဘူးအဓိကကဒီခလုတ်လောလောဆယ်မှာဒီခလုတ်ကိုမပြောခင်ဘက်ထရီမှာဗိုးရှိမရှိတစ်ချက်တိုင်းကြည့်မယ်နော်ဒီတာကိုယူလိုက်မယ်ထောက်လိုက်တယ်ဖိုးပို့နီးပါးတွေ့လားဖိုးပို့နီးပါးရှိတယ် ဒါဆိုရင်ဒီ battery မှာ voice ရောက်နေတယ် voice ရှိနေတယ်ဆိုတော့ဒီကျိုးနှချောင်းမှာ voice ရှိနေတယ်ပေါ့ဒီအပေါင်းစားကဒီကို direct သွားထားတယ်တွေ့လားအဲ့ဒီအဲ့ဒီဒီဒီငုတ်ကဒီ resistor အဲဒီဒီကောင်ကို switch potentiometer လို့ခေါ်တယ် ဘာလို့အဲ့လိုခေါ်တာလဲဆိုတော့ तू ကခလုတ်သဘောနဲ့ဒီမှာပိတ်လိုက်လို့ရှင်ချက်လက် click click ဆိုပြီးတော့အတန်မြီသွားတယ်တွေ့လားဒီမှာမြင်ရလားမသိဘူးတူလားဒီမှာဒီမှာသူသူဖေးရမှာဒီမှာတန်းလေးရှိတယ်အဲ့ကောင်လေးနဲ့သွားပြီးတော့ tag နဲ့ဆိုသွားထောက်တာကျွန်တော်ကြည့်နေလှည့်ပြမယ်နော် tag ဆိုတူလားအဲအဲ့လို နှစ်ခုသွားထိွားထိွားတဲ့အချိန်မှာဒီဘက်ကိုဒီဘက်ကိုဒီအပေါင်းကကူးဝါမယ်အဲ့တော့ဒီငုတ်ကနေပြီးတော့ဒီငုတ်ကိုကူးသွားမယ်တိုင်းပြမယ်ဒီမှာဘက်ထရီရဲ့အနှုတ်နဲ့အပေါင်းကိုအော် sorry ရောင်းမြင်ဖြစ်နေဒီမှာဘက်ထရီရဲ့အနှုတ်နဲ့ အပေါင်းကိုထောက်လိုက်တယ်ဖိုးရောက်တယ်ခုနခလုတ်ကိုဖြွင့်လိုက်ပြီးပြီနော်ဒီမှာဒီအထိဖိုးရောက်တယ်ပြီးတော့ဒီကိုဖိုးမရောက်တော့ဘူးဒီမှာလေလားအဲ့တော့ဒီကောင်ရဲ့ switch ကပြတ်တယ်လို့ပြောလို့ရတာပေါ့ဒါဆိုလို့ရှိရင်ကျိန်းတည်သွားအောင်စာကနာလေးနဲ့ထောက်လိုက်မယ်။ဒါဆိုရင်ဒီမီထလင်းလာမယ်။ကောင်းတယ်ဆိုလို့ရှိရင်ပေါ့နော်။ ဇာကနာနဲ့ဒီလိုထောက်လိုက်တာဒီဘက်မှာတစ်ချက်ဒီဘက်မှာတစ်ချက်ဒီမှာတွေ့လားဒီမှာပါအဲ့လိုဆိုတော့ဒီ switch ကပြတ်နေတာပြတ်တော့ကျွန်တော်တို့ကဒီကောင်းအောင်ဖြုတ်ပြင်မယ်ဒီကောင်းအောင်ဖြုတ်ပါမယ်ဖြုတ်တာကတော့မပြတော့ဘူးเนาะဖြုတ်တာကိုလည်းကြော်လိုက်ပါမယ်ထုံးစံအတိုင်းအရင်ဆုံးဒီ battery power supply ဒီဒီကပ်ကပ်ပေါ့နော်ကပ်တစ်ခုခုစာကစ်တစ်ခုခုဖြုတ်တော့မယ်စာကစ်တစ်ခုခုရဲ့အစိတ်အပိုင်းတစ်ခုခုဖြုတ်တော့မယ်ဆိုလို့ရှိရင် power ရှိနေတဲ့ power supply ဘာကိုမစိုး power မရှိတော့အောင်အရင်ဆုံးဖြုတ်ကြပါတယ်အဲ့တော့သုံးစံအတိုင်းကျွန်တော်တို့ဒီ battery power supply ကိုဖြုတ်ပါမယ်ကပ်မှာဒီမှာ battery plus minus ကဒီမှာတွေ့လားမြင်ရလားမသိဘူး battery plus minus ကကတ်မှာရေးပေးထားပါတယ်ဒါပေမဲ့တကယ်လို့ရေးပေးမထားဘူးဆိုလို့ရှိရင်ဒီမှာ capacitor ကိုကြည့်ပြီးခွဲလို့ရပါတယ်ဒီမှာ capacitor minus ကတော့ minus ပေါ့เนาะ anode ကတော့ anode ကတ်တုတ်ကတော့ကတ်တုတ်ပေါ့အဲ့တိုင်းဒါကျိုးပြန်ဆက်ပေးလိုက်ရပါပြီဒါဆိုရင်ဒီကောင်ဖြုတ်ပါမယ်ဒါလည်းဒီလိုပါပဲထုံးစံအတိုင်းပဲဒီသူ့ရဲ့ငုတ်ဒီမှာ ီသူ့ရဲ့ငုတ်တွေကိုခဲအရင်ကျွေးမယ်ကျွေးပြီးတော့ဖြုတ်မှာပေါ့နော်ကျန်တာတွေကိုကျွန်တော်ကြော်ပါမယ်။နောက်နောက်ဆုံးမှာတော့ဒီ switch potentiometer လို့ခေါ်တဲ့တချို့ကလည်း switch variable resistor လို့ခေါ်တဲ့ဒီကောင်ထွက်လာပါတယ်เนาะ။သူက ဒီမှာဒါသလို့ရှိရင်ဒီမှာခလုတ်ပိတ်လိုက်တာပေါ့နော်ဒီဘက်မှာအပေါင်းဖို့ပေးထားတယ်အပေါင်းဖို့ပေးထားပြီးတော့ဒီအတိုင်းဒီထိတ်အထိအပေါင်းဖို့ ਆ ရှိနေမယ်အဲ့မှာခလုတ်ကိုဖွင့်လိုက်တဲ့အခါမှာဒီကောင်လေးကဒီမှာ ောက်ဆိုပြီးတော့အစဒီလိုတွန်းထားတာဗျာတွန်းထားတာကနေဖက်ဆိုဒါလေးကဖယ်ဖယ်လိုက်တယ်ဖယ်လိုက်တဲ့အချိန်မှာဒါလေးကအောက်ကိုပြုတ်ကျသွားတယ်ဒီမှာ spring လေးပါတဲ့အတွက်အဲ spring ရဲ့ကန်အားနဲ့ပြုတ်ကျသွားပြီးတော့ဒီနှစ်ခုကထိသွားထိသွားတဲ့အချိန်ကအချိန်မှာဒီငုံနှငုံက connection မိရမယ်အခုပြက်နေတဲ့ပြဿနာအဲ connection မမိတာမမိတာကဘာလို့ကမလဲဆိုတော့ဒီမှာခလုတ်ကိုပြန်ပိတ်ပါ ပြန်ပိတ်ပြီးတော့အာဒီနေရာဒီနေရာမှာ तू อ่ะဒီနှစ်ခုကဒီဒီကောင်လေး ਨੇ sorry sorry တဲ့ဒီကောင်လေး ਨੇ ဒီကောင်လေး ਨੇ ကထိလိုက်လွတ်လိုက်ထိလိုက်လွတ်လိုက်ကဖြစ်ပါများလာတဲ့အချိန်မှာဒီနေရာမှာအညှိတက်လာတယ်အဲ့တော့ အဲ့နေရာကိုဓားနဲ့ချစ်ပစ်ကပဲအခုတော့မှတေချာကြည့်ရင်မြင်နိုင်ပါတယ်ဒီမှာတွေ့လားဒီမှာတန်ကြီးလေးတွေတွေ့လားအဲ့တန်ကြီးလေးတွေကအစင်မပြေဖြစ်တာဗောနော်ပုံတန်မှုတစ်ခု သူသူကိုနိုင်ကိုကလည်းသူကပိုတန်ရှင်မီတာဖြစ်တဲ့အတွက်အုံတန်မှုတစ်ခု ရှိနှင်းနေပြီဒါအဲ့ဒါကိုဒီမှာတန်ကြီးနဲ့တွေ့လိုက်တဲ့အချိန်မှာပြီးသွားရောဗောနော် ဘာလုပ်လို့မရတော့ဘူးလုံမလုံတော့ဒီဓာတ်နဲ့ချစ်တဲ့အပိုင်းကိုဒီလောက်ပဲပြတော့မယ်နော်ကြော်လိုက်ပါမယ်ကျွန်တော်တယောက်တည်းဟိုဗီဒီယိုရိုက်ကြတာဆိုတော့အဆင်မပြေလို့ပါဒါဆိုရင်ကျွန်တော်ဒီဟာလေးကိုတိုက်လိုက်တော့ပြီးသွားပါပြီအခုအချိန်မှာတော့ဒီငုံနှုံငုံကိုတိုင်းတိုင်းပြပါမယ်ဒီမှာဒီဘက်မှာတငုံရှိမယ်တိုင်းထောက်လိုက်မယ်ဒီဘက်မှာတစ်ခုရှိမယ်ထောက်လိုက်ရင် မီတာတက်တာကိုတွေ့မှာပါဒါဆိုရင် connection မိပြီလို့ပြောလို့ရပါတယ်ဒီမှာတူလားဒီကောင်လေးနဲ့ connection မိသွားပြီအဲ့တော့ကျွန်တော်ဒီဟာကိုပြန်တက်ပါမယ်ပြန်တက်ပြီးတော့မှပြန်ဖွင့်ပြပါမယ်ဒါဆိုရင်တော့ကျွန်တော်အားလုံးပြန်တက်ပြီးဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ် တိချာစစ်ဖို့လိုပါတယ်ဒါအရောကျွန်တော်ကမဖြုတ်တဲ့အတွက်ဒါစစ်ဆရာမလိုပါဘူးဒီဘက်ကိုပြန်စစ်ပါ electronic မှာပြင်ပြီဆိုလို့ရှိရင်ဘယ်ဘယ်အရာမစိုးဖြုတ်ပြီးပြန်တက်ပြီဆိုလို့ရှိရင် chat recheck debit chat ဆိုပြီးရှိပါတယ်ဘာလဲဆိုတော့စစ်ပါပြီးရင်ပြန်စစ်ပါပြီးရင်ထပ်စစ်ပါဆိုသုံးခါလောက်အနည်းဆုံးစစ်ကြပါတယ်ဒါကတော့ဟိုကိုကြွန့်ကျင်မှုပုံမူတည်ပြီးမစစ်ဘူးဆိုလည်းမျက်လုံးနဲ့တစ်ချက်ကြည့်ပေါ့ဗျာမစစ်ဖဲနဲ့လုံးဝမစစ်ဖဲနဲ့ထိုးဆန်းတာတို့ခလုတ်ဖွင့်တာတို့တော့မလုပ်ရဘူး အဲ့ဒါဆိုဒီကလုတ်ကိုလှည့်ကြည့်ပါဒါဆိုမီးလင်းသွားပါပြီဒီမှာဒါဆိုကောင်းသွားပြီလို့ပြောလို့ရပါတယ်ဒီမှာအတိုးလျှော့ okay ပဲတိုးလျှော့လည်းရပြီအဲခလုတ်လည်းအပိတ်ဖွင့်ရပြီဆိုတော့ဒီမီးလုံးကိုကောင်းပြီလို့ပြောပါပြောလို့ရပါပြီဒါဆိုတော့ဒီဟာကိုပြန်ထည့်ပြီးလုံးလိုက်မယ်ဆိုရင်ဒါအားလုံးပြီးသွားပါပြီဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီဟာကိုဖြုတ်ပြီးတော့လုပ်တာကိုယ်တိုင်အာ professional မဟုတ်လဲလုပ်နိုင်ပါတယ်ဒီကဘာမှမခက်ဘူးဒီဒီမှာခဲလေးတွေခဲ၅ချက်ရှိမယ်ဒီမှာ၃၃ချက်ရှိမယ်ဒီမှာ၂ချက်ရှိမယ်ခဲ၅ချက်ရှိတယ်ဖြုတ်လိုက်ဖြုတ်ပြီးတော့အဲအဲ့ဒီနေရာလေးကိုဓာတ်လေးနဲ့ချက်လိုက်ဒါပါပဲအဲ sorry ဒီဒီ battery လည်းဖြုတ်ပေါ့နော်ဒီ battery လည်းဖြုတ်ကြမှာဒီ battery လည်းဖြုတ်မယ်ဒါလည်းဖြုတ်မယ်ဖြုတ်ပြီးတော့မှ battery ဖြုတ်ပြီးတော့မှဒါဖြုတ်ဒါဖြုတ်ပြီးရင်ဓာတ်လေးနဲ့ချက်ပေးလိုက်ဒါဆိုပြီးသွားပါပြီဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ Thank you.